ဖီဘာကလပ်ဝါကတ်ကိုဘယ်အတင်းကစွခူးသွားမှာလဲအလုံးမဲမင်္ဂလာပါဘောလုံးမဆရာတစုဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံမှာကျင်းပပြုလုပ်တဲ့ဖီဘာကလပ်ဝါကတ်ပြိုင်ပွဲကိုဇွန်လ15ရက်နေ့မှာစတင်ခဲ့ပါတယ်ထိုပြိုင်ပွဲကြီးမှာ၄နှစ်တာကာလအတွင်းရဲ့ပြိုင်ပွဲများမှာရရှိခဲ့တဲ့အောင်မြင်မှုများ coefficient ranking နဲ့တိုက်ကြီးအဆင့်ပြိုင်ပွဲများမှာရရှိခဲ့တဲ့ရလဒ်များပေါ်မူတည်ပြီးဥရောပကအများဆုံး7နေရာတောင်အမေရိကက6နေရာအာရှအာဖရိကနဲ့မြောက်အမေရိကစတဲ့လိမ့်တစ်ခုချင်းစီက၄နေရာ သမုဒ္ဒရာပစိဖိတ်ကတနီးယားနဲ့မြောက်အမေရိကကအင်ရှင်ဖြစ်တဲ့အတွက်အပူတနီးယားဝင်ခွင့်ရရှိထားပါတယ်။အချို့တော်ဒိဋ္ဌိကျဲဥရောပအတင်းကြီးတွေပါဝင်ခွင့်မရရှိခဲ့တဲ့အပေါ်ပြိတ္တတွေရဲ့ဝေဖန်မှုတွေကလည်းရှိနေကြတာပါ။ထို့ထဲမှာစပိန်ကုန်းစင်းကြီးဘာစီလိုနာဟင်းနာယုံနဲ့ပဲကိုအတင်းလီဗာပူးတို့ပါဝင်နေပါတယ်။ထို့ပြိုင်ပွဲမှာချန်ပီယံဖြစ်မဲ့အတင်းအနေနဲ့အမေရိကန်ဒေါ်လာတန်100အထိရရှိမဲ့အပြင်ဝင်ရောက်ရှင်ပြိုင်ကစားခဲ့ရတဲ့အတင်းတွေကလည်းတန်90စီရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ပြိုင်ပွဲဝင်အတင်းများဟာအစွမ်းကုန်အားထုတ်ပြီးစုဖလားကြီးကိုရရှိဖို့အကျိန်နဲ့ရှင်ပြိုင်နေကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ဒေသတွင်းရာဒီဥရုဒဏ်မခံနိုင်ခြင်းပွဲကစားကွင်းနေရာနဲ့အံဝင်ခွင့်ကြမရှိခြင်းတို့ကြောင့်အောက်ဆုအဆင့်အပြီးမှာဥရောပနဲ့အာရှအတင်းတချို့အေးမလာပဲအိမ်ပြန်ခဲ့ရပါတယ်။အောက်ဆုပြီးမှာစပိန်အတင်းဖြစ်တဲ့အက်တလက်တီကိုမက်ဒရစ်အတင်းအား6မှတ်ရရှိခဲ့ပေမဲ့ဘရာဇီးကလပ်ဗိုတာဖိုကိုအတင်းနဲ့ရမှတ်တူတော့လဲဂိုးကွာဟာချက်ကြောင့်ပဲပြိုင်ပွဲကနေနှုတ်ဆက်ထွက်ခွာခဲ့ရပြီးအောက်ဆုဒီမှာမြောက်အမေရိကနာမည်ကြီးအတင်းဖြစ်တဲ့ LAFC ဟာရမှတ်လုံးဝမရရှိသေးသလိုနောက်ဆုံးတွေ့ရမယ်ဖလမင်ကိုအတင်းနဲ့ကလည်းကစားသမားအစုအဖွဲ့နဲ့ ခြေစွမ်းကွာဟာမှုကြောင့်မျောလင်းချက်မရှိသလိုဖြစ်နေမှာပါညီမလေးချယ်စီအသင်းတို့ကလည်းဖလမင်ဂိုရဲ့တီးတာကိုခံထားရတဲ့အတင်းတင်းဖြစ်ပါတယ်အုပ်စုကြီးမှာဂျိုဗင်တက်နဲ့မန်စီးတီးအသင်းနှစ်တင်းဟာရမတ်အပြတ်တက်နဲ့ရှုံးပွဲမရှိအနိုင်6မှတ်စီရယူထားသလိုအုပ်စုနောက်ဆုံးပွဲမှာထွန်းနှစ်တင်းရဲ့ရင်ဆိုင်မှုကကြည်ကောင်းမဲ့ပွဲတော်ပွဲဖြစ်မှာပါစပိန်မလူကြီးရဲမက်ဒရီနဲ့ဆဲဘတ်အသင်းတို့တွေ့ဆုံမှုမှာဆဲဘတ်အသင်းကရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ဆော်ဒီကလည်းအဲဟီလာအတင်းအတွက်နောက်တစ်ဆင့်တက်ရောက်ဖို့အခွင့်အရေးလို့ဆိုရပါမယ်အုပ်စုအိမ်နဲ့အုပ်စုဗီဒီယိုရဲ့16တင်းရှုံးထွက်အဆင့် မဲခွဲပြီးမှတော့ကုတ်ကြီးမက်ဆီရဲ့အင်တာမိုင်ယာမီတင်းဟာအတင်းဟောင်းဖြစ်တဲ့ဖလားလေးလုံးပိုင်ရှင်လောလောလတ်ဥရောပချန်ပီယံဆုရှင် PSG တင်းနဲ့ရင်ဆိုင်တွားရမှာပါကုတ်ကြီးမက်ဆီရဲ့ free kick တွေဟာအရင်တိုင်းလာပနေစေဖြစ်ပြီးအင်တာမိုင်ယာမီအတွက်အတက်ဆက်စေမဲ့ twin goal တွေလည်းဖြစ်နေပါတယ်ဂျာမန်ဘလူးကြီးဘိုင်ယံဘူးနေရာလဲအဆိုပါပွဲစဉ်ရဲ့ချန်ပီယံလိဂ်စီးရင်းထဲမှာရေပန်းစားနေတာပါအုပ်စုပထမပွဲစဉ်မှာညူးဇီလန်ကလပ်အတင်းကို19ပြတ်နိုင်ရယူထားတာကအတော်လေးကိုကြောက်မက်ဖွယ်ကောင်းတဲ့ရလဒ်တစ်ခုပါပဲလူရအတစ်တွေဖြည့်တင်ထားတယ်ရီယယ်မက်ဒစ်အတင်းနဲ့ မန်စီးတီးတင်းဟာလည်းပုံစံကောင်းနေပြတာထားပါတယ်မန်စီးတီးတင်းရဲ့အစုအဖွဲ့တောင်းနေခြင်းလည်းမို့ကြောင့်အတင်းရောက်ရှိလာတဲ့ကစားသမားတွေဖြစ်တဲ့ချာကီရီဂျန်ဒာအစ်နိုရီတို့ဟာအတင်းနဲ့အတူအံဝင်ဝင်ကြဖြစ်နေတာကအထူးစောင့်ကြည့်သွားရမယ့်အနေအထားတစ်ခုပါရီယယ်မက်တွေတင်းကခေါ်ယူထားတယ်အာနုဟာလည်းပွဲစဉ်နှစ်ပွဲအပြီးအထိခြေစွမ်းမပြတာနိုင်နေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်လောက်ပြောင်ခြင်းကိုခံနေရပါတယ်ဘောလုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောဖီဘာကလပ်ဝေါ်ကက်ဆူပလာကြီးကိုအူရောပချန်ပီယံဆုရှင် PSG တို့အတွက်နောက်ထပ်ဖလားတစ်လုံးဖြစ်ရရှိသွားမှာလား ခြေစွမ်းကောင်းတွေပြတာနေတဲ့မန်စီးတီရီယယ်မက်ဒရစ်ဘိုင်ယန်ပြူနစ်နဲ့ဂျူဗင်တက်တူတွေကတည်င်းကရတော့မလားခြေစွာနေတဲ့တောင်အမေရိကအတင်းတွေကပဲစုခုတွားနိုင်မလားဆိုတာကိုဝေဖန်တုံ့တက်ပြီးတွားကြပါအောင်ဗျကျွန်တော်တို့ဘောဆရာကြီး channel လေးကဘောလုံးလောကရဲ့တူတက်ရတာတည်င်းအကြောင်းအရာများစွာကိုအမြဲမပြတ်တင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့ရင် like and subscribe ကလေးလုပ်ပြီးအားပေးတွားကြပါအောင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ